မျက်စိမှုန်လို့မျက်မှန်လိုးနေသူကိုဂျိုင်းတောက်မပေးခြင်းဘူးခြေကျိုးလို့ဂျိုင်းတောက်လိုးနေသူကိုလည်းမျက်မှန်မပေးခြင်းပါဘူးထမင်းစားနေသူကိုအဝတ်မပေးခြင်းတလို့အဝတ်လိုအပ်နေသူကိုလည်းထမင်းမကြွေးခြင်းပါဘူးမျက်စိမှုန်နေလို့မျက်မှန်လိုးနေသူကိုဂျိုင်းတောက်သွားပေးလို့ပေးသူအတွက်လည်းအကျိုးမရှိကုန်းသွားရတယ်လို့ ရသူအတွက်လည်းကောင်းကျိုးမများနိုင်ပါဘူး။ရှေကျိုးလို့ဂျိုင်းတော့လိုးနေသူကို မျက်မှန်သွားပေးလို့လည်းပေးသူရောရသူရောအကျိုးမများပဲအကျိုးတောင်နှဲသွားလိမ့်မယ်။လှူရင်အကျိုးများတယ်လို့ဆိုပေမဲ့ကိုအကျိုးများချင်တာတက်တက်နဲ့ညံမပါပဲလှူနေတာဆိုရင်တော့လေကံအလှူလို့ပြောရမလားမိယိုးဖလာအလှူလို့များပြောရမလားပေါ့ တကယ်တော့မျက်စိမုံနေသူကို သူ့မျက်စိမြင်စေခြင်းနဲ့စိတ်နဲ့မျက်စိမြင်ပြီးတော့လောကကြီးအကျိုးများစေခြင်းနဲ့စိတ်အဲ့ဒါလို့ညာအသည့်နဲ့မျက်မှန်လှူတဲ့အလှဟာညာအလှလို့ပြောရမယ်အဲ့ဒါလို့လူတွေဟာ အသည့်ညာနေဦးစီးပြီးသူမစွမ်းတာကိုကမလို့သူလူအပ်တာ ကိုက ဖြစ်ကိုလူအပ်တာသူကဖြစ်ဆိုရင် လောကကြီးငြိမ်းချမ်းသာယာပြီးတော့ကောင်းကျိုးမများပြဘူးလားတခါကဗုဒ္ဓဖရာအာလဝီပြီးကိုယဟန်များစွာနဲ့အတူကြွတော်မူခဲ့တယ်အာလဝီပြီးကို ရောက်တဲ့အခါအာလဝီပြီးသူပြီးသားတွေကလည်းဆွမ်းကွမ်းနေနဲ့ပြုစုလှုပ်ကြွေးကြတာပေါ့အဲဒီအာလဝီကရှင်ရဲသားတဦးဟာဖရာကြွလာတဲ့ကြာတော့တရားနာရတော့မယ်ဆိုပြီးတော့ဝမ်းသာပျော်ရွှင်နေခဲ့တယ် ဒါပေမဲ့ခက်တာကအဲ့ဒီဖျားကြွလာတဲ့အချိန်မှမှသူ့ရဲ့နွားတကောင်ကပျောက်နေပြန်တယ်။ခြေကျိုးပြပြီးတော့အခြားတနေရာထွက်ပြေးတယ်လို့ဆိုတယ်။အဲ့ဒီမှာတရားကလည်းနွားနာခြင်းနွားကလည်းရှာရမှာဖြစ်နေတယ်။အဲ့ဒါလို့နဲ့နွားရှာထွက်ပြီးတော့တောတောင်တွေထဲမှာနွားကိုတွေ့အောင်ရှာရမှာပေါ့။မြို့သူမြို့သားတွေကတော့ မြတ်စွာဘုရားနဲ့ယဟန်တန်ဃာတော်တွေကိုဆွမ်းနေကဘောဇင်တွေကနဲ့တရားနာဖို့ပြင်သူပြင်နဲ့အလုတ်တွေ လုံနေကြလို့တရားနာဖို့ပြင်ဆင်နေကြတယ်ပေါ့နွားကြောင်သားကလည်းတမနခင်လုံးနွားပြောက်ရှာလို့နေမြင်မှာနွားကတွေ့ပြီးတော့ဖမ်းလာပြီးတဲ့အခါမှာနွားအုပ်ထဲသွန်းငယ်ကဘိုက်ကလည်းအလွန်စားနေပြီမဲ့တရားကလည်းအလွန်နာကျင်တော့ဖျားထံကိုပဲလာခဲ့တယ် သူဖမ်းမိတဲ့နွားကိုတော့နွားအုပ်ထဲထည့်ပေးလိုက်တယ်လို့ဆိုတယ်။သူရောက်လာတဲ့အခါဖခင်ကဝေယဝတ်စာလုံနေသူတွေကိုလှမ်းပြီးတော့မိတ်နဲ့ဆွမ်းဟင်းကြံသေးသလား။ဒီနွားចောင်းသားကိုထမင်းအရင်ကျွေးလိုက်ပါဦးလို့ခိုင်းပြီးတော့ထမင်းစားနေသူကိုထမင်းကိုအရင်ကျွေးခဲ့တယ်။ပြီးမှတရားဟောခဲ့တယ်။ဒီနွားចောင်းသားမှတပါဖခင်ကိုယ်တိုင်ထမင်းကျွေးဖို့ခိုင်းခဲ့ဘူးတာဘယ်မှမှမရှိဘူးလို့ဆိုတယ်။ အဲ့ဒါလို့တခါမှမလုပ်ဘူးပဲလုပ်လို့ယဟန်တွေကတောင်ဖရာကိုကဲ့ရဲ့မင်းငော်လုပ်တယ်လို့ဆိုတယ်ဖရာကဆာလောင်းနေတဲ့သူကိုထမင်းကျွေးပြီးမှတရားဟောခဲ့တယ်ဆိုတာသိစေချင်တာပါပဲထမင်းဆာနေတဲ့စိတ်ကြီးနဲ့တရားနာနေလေတရားတဲ့စိတ်မရောက်ရင်အကျိုးမများနိုင်ဘူးပေါ့ဒါကြောင့်ဖရာကထမင်းဆာနေသူကိုထမင်းအရင်ကျွေးခဲ့တယ်ပြီးမှတရားကိုဟောခဲ့တယ် ဒါကြောင့်ပေးတယ်ကမ်းတယ်ဆိုတာလူအပ်နေသူကိုလူအပ်တာပေးခြင်းကျွေးခြင်းကသာ ပေးသူအတွက်လဲပေးရကြုံနဲ့ရသူကလည်းရာကြိုးရှိပြီးတော့လောကကောင်းကျိုးများနိုင်တယ်ဆိုတာကို ပြောကြရင်ဒီကုန်းချုပ်ချင်ပါတယ်အာလုံးအာလုံးကံအလူမီယိုးဖလာအလူတွေကနေညံအလူမျိုးဖြစ်အောင်ကြိုးစားနိုင်ကြပါစေလို့သာဒပြုရင်းဒီကုန်းချုပ်လိုက်ပါတယ်